နေပြည်တော်မှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေရဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးတာတွေဇက်တိုက်လုပ်နေတာကြောင့်အိမ်ထဲကအိမ်ပြေမထွက်ရဲအောင်ဖြစ်နေတယ်လို့မြို့ကန်နေစီကနေသိရပါဗျ။စပူတီရီမြို့နယ်ဂုံမင်းအင်းကျေးရွာအနီးမှာနိုမာလာ၁၈ရက်ကမိမဖြစ်သူစီလာတဲ့လူငယ်တယောက်ကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မြို့ကန်တယောက်ကပြောပါဗျ။ အဲ့ဒီအမျိုးသားဟာအိမ်အောင်ကြပြီး၃ရက်ပဲရှိသေးပြီးတော့သူနေထိုင်တဲ့ရွာကနေအမျိုးသမီးရှိရာကိုလာတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရတာလို့သိရပါဗျ။လယ်ဝဲမြို့နယ်မှာလည်းတလအတွင်းမှာလူငယ်၃ယောက်ပေါ်တာအစွဲခံရပြီးအဲ့ဒီထဲမှာစစ်တပ်လုံမဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့တတိပုဂ္ဂလအမတ်လောင်ရဲ့အောင်နိုင်ရေးလုံနေသူတယောက်ပါတယ်လို့ဒေသခံကပြောပါဗျ။ဒါကြောင့်လူငယ်တွေဟာမနှက်ဆောဆောနဲ့ညပိုင်းတွေမှာအပြစ်မထွက်ရဲဘူးလို့သူက DVB ကိုပြောပါတယ်။ စစ်တပ်အုပ်ချုပ်ရာနေပြီးတော့မှပုပ်ဝတ်သီရိဇဘူသီရိဥတ္တရသီရိဇီယာသီရိဒက္ခိဏသီရိတက်ကုံပြင်မနာနဲ့လယ်ဝဲမြွနယ်ရှိမြွနယ်ရှိပြီးစစ်မှုထမ်းတွေအားလုံးကိုအမှတ်နဲ့တမ်းမြစ်တင်နှန်းကြောင်းကိုပို့နေတာပါမြန်မာနိုင်ငံတဝိုင်းဒီလိုပေါ်တာဆွဲဖမ်းစီးပြီးစစ်ကောင်စီတပ်ကနေရီမာလူစားထိုးဖို့အတွက် ပြန်လည်ရောင်းစတာတွေရှိပေမဲ့စစ်တပ်ဘက်ကတော့အခုချိန်အထိဝေမခံဘဲညှင်းဆို့ထားပါတယ်ရှင်။